ကဲမနဲ့ညတော့ရတဲ့လူတွေရတယ်ဗျာမရတဲ့လူတွေမရဘူးပေါ့နော်ကံပေါ့ဖယ်ထိုးတာပေါ့နော်အကွက်တကယ်များတဲ့ခါကျတော့ဘာပဲဖြစ်ဖြစ်ပါဗျာနော်ရှေ့ရတာနဲ့နောက်ရတာပဲကွာမယ်ဗျာနော်လိုက်တာတွေမတူကြလို့ပေါ့နော်မတူကြလို့တကြူတစည်းရဲ့ပောက်တဲ့လူကပေါက်မပေါက်တဲ့လူကမပေါက်ပေါ့နော်ပြီးတာတော့ကျွန်တော်ကတော့ရောင်းကတ်ဆိုရောင်းလက်ကတ်တိုင်းရအကုန်ပြီးတာပဲနော်အဲ့တော့တချို့ဆိုတော့လက်ဆောင်ကတ်ကလေးတွေနဲ့ဆင်ပြတာတွေရှိတယ်ကျန် main ကတ်ကမထွက်သေးတာတွေပေါ့နော်အဲ့တော့ကျွန်တော်လည်းလည်းတိုးရီထိုးတဲ့ပုံစံလေးကိုပြောချင်တယ်ဗျာပြောချင်တယ်ဆိုတာ ဇာတို့လိုက်ထိုးတဲ့စနစ်ကိုမပြောဘူးဇာတို့လိုက်ထိုးတဲ့စနစ်ဆိုတာမိမတွက်ဈေးတွက်လူတိုင်းတွက်တယ်ပေါ့နော်ဟိုပြောမှဆို6000 2000 3000อ่ะဇာတို့ဆိုတာလူတိုင်းထိုးတယ်နော်ကျွန်တော်ပြောချင်တာကအဲ့စနစ်ကိုပြောချင်တာမဟုတ်ဘူးငွေကြီးချိန်ဆရမှာကထိုးသားအမားတို့ရဲ့အပိုင်းဟုတ်ပြီနော်ကိုယ်အန်အီဝိုင်မန်နီပေါ့နော်မန်နီငွေကိုချိန်ဆထိုးရမှာကထိုးသားတွေအပိုင်းဟုတ်ပြီနော် sorry ဗျာ ထိုးသားပိုင်ဟုတ်ပြီနော်ဒါဥမာကျွန်တော်စကားဥသမ်းပေးလာအဲ့တော့တချို့တွေကနှလုံးထိုးရပြာပတ်တီးထိုးတာရှိတယ်အခွေလိုက်တာရှိတယ်တစ်မျိုးချင်းတိလောက်တဲ့လူလည်းရှိသလိုနှစ်မျိုးလောက်တဲ့လူလည်းရှိတယ်ဥမာ break လိုက်တဲ့လူလည်းရှိမယ်အခွေလိုက်တဲ့လူလည်းရှိမယ်အဲ့လိုနှစ်မျိုးခွာလိုက်တာရှိတယ်အဲ့လိုဆိုရင်ဥပမာထိုးတဲ့နီးစနက်ကအဲ့လိုမထိုးအောင်အခွေကိုတထောင်မိုးစပြီးလိုက်မယ်ဆိုရင် break ကိုတထောင်မိုးစလိုက်တယ်အဲ့လိုမလိုက်ရအောင်အဲ့တော့အမောက်ချင်းသွားတူမယ် ဥမာအခွက်ကြီးချစ်တူနော်အမောက်ချစ်ငွေအမောက်များတယ်ပေါ့ဗျာပြောချင်တာအဲ့တော့ကြောင့်မလို့အခွေကိုအရင်ဆုံးဦးစားပေးလိုက်မယ်ဆိုရင်တထောင်မူးစားလိုက်တယ်ဆိုဒီကောက်ကို900 300အဲ့လိုစနစ်နဲ့ရှော့ချပြီးထိုးနောက်ဆုံးဒီထဲကမထွက်သေးဘူးဒီထဲကထွက်ခဲ့တယ်ဆိုရင်တော့မအကူမတို့ကဒီရဲ့ထိုးကြည့်လို့ကာမိသွားမယ်နော်အဲ့တော့ဒီတစ်ခုကအဆင်ပြေတယ်အဲ့တော့အရှုံးမရှိသေးဘူးလက်ရှိမှာနောက်တော့ဒီကောက်ကိုလိုက်ပြီးစက်တင်ထိုးရမယ်ဆိုရင်ဒီကောက်ကထွက်လာခဲ့ရင်ဒီကောက်ကဥပမာ2000လေး3000လေး4000လေးဖြစ်လာမယ်ဒီကထွက်လာရင်ဒီကအမြတ်ရတယ် ကျွန်တော်ပြောချင်တာအဲ့ဆက်လက်ကိုပြောချင်တာနော်အခုမအားတော့အခုကဘယ်လိုဖြစ်လဲဆိုတော့အခွေဆိုရင်အာလေးလုံးခွေတထောင်ဘူးစထိုးတယ်မထွက်မချင်း2000လေး3000လေး4000လေးဖြစ်လာပြီဟိုဘက်ကလည်း break ကလိုက်တယ်ပတ်တီးကလည်းလိုက်တယ်တထောင်ကနေစလိုက်တော့အငွေအင်အားတွေကအစမတန်လေးနှစ်ဖက်စလုံးမှာတတ်တာနှစ်ဖက်စလုံးမှာမထွက်ဘူးဆိုတော့ပူးဆိုးလာဥမာထိုးလာတယ်ဗျာနော်ထိုးလာတယ်ထိုးလာတဲ့အချိန်မှာ ျွန်တော်ပြောချင်တာကနော်ဒီအမောက်တွေလည်းတက်လာပြီအခွေအမောက်တွေလည်း break အမောက်တွေလည်းတက်လာပြီအဲ့လိုမထူအောင်ဆိုတော့ပြောချင်တာဟုတ်ပြီနော်အဲ့တော့ဒီကတစ်ထောင်ပေါ်ဆားလိုက်မယ်အခွေကိုကိုကြဲလဲပူကြိုက်လားနှစ်ခုတည်းတစ်ခုအရင်ဆုံး choice ကြီးဒီတစ်ခုကတော့သူဘယ်ချိန်ထွက်မယ်ဆိုတော့ကိုမသိဘူးဆိုပေမဲ့ကိုစိတ်ထဲအကြိုက်တာတစ်ခုကိုရွေးချပလိုက် break ဆိုလဲ break ရွေးချပလိုက်အဲ့လိုရွေးပြီးအမောက်ကိုခွာပြီးထိုးနော်ဒီတွေကအရင်ထွက်ရင်တော့မှဒီရဲ့ပေါက်ကြီးလေးကဒီထိုးကြီးလေးကိုပြန်ကာမိတယ်အဲ့ဒီဘောမျိုးနော်ကိုကအကူမရလို့မဟုတ်ဘဲနဲ့ဒန်းတူစားတူသွားလာတစ်ထောင်ပေါ်သွားလိုက်တဲ့ခါကျတော့ ဒီဘက်ကထွက်ရင်တော့မှပောက်တဲ့ကြီးကဟိုနှစ်ကြိမ်သုံးကြိမ်ပြောင်းလောက်မှပောက်မယ်ဆိုထိုးကြီးနှစ်ဖက်စလုံးမှာအမောက်ကတက်ပြီးသားနေတယ်မလားအများအများများထားတယ်အမောက်တွေကဒီဘက်မှာလည်းများထားတယ်ဟိုဈေးရောက်တယ်လို့ပေါ့ဗျာနော်ဖဲသီးတစ်လုံးကိုတထောင်နဲ့ဝယ်တယ်နော်ဆယ်စိတ်ဆိုရင်ကိုအရင်ပဲပြန်ရမှာလေတစ်စိတ်တရာနဲ့ရောင်းမယ်အဲ့တော့ကိုက15စိတ်ရောက်အောင်စိတ်ကြမယ်ဆိုတော့ဒါဒါမျိုးပေါ့နော်ဝီချန်းကြီးကထိုးသားတွေလောက်ရမယ်ပိုင်ပြန်နော်ကျွန်တော်ငွေကြီးအမားတို့ဘယ်လောက်ထိုးရဆိုတော့ကျွန်တော်မသိဘူးလေကျွန်တော်ပြောချင်တာက ကျွန်တော်ရှိရဝဲတယ်ဆို၅မျိုးရှိရဆို၅မျိုးစလုံး၅မျိုးကအာမခံကတ်မှာဆို၅မျိုးစလုံးလိုက်เสียမလို့ဘူးဟုတ်ပြီနော်အမထိတ်ဆိုထိတ်ကြိုက်ရထိတ်ကြိုက်ရကိုစိတ်ထဲဒါမှမဟုတ်လဲကိုမရွေးတက်ဘူးဆိုကျွန်တော်ကိုရွေးခိုင်းရတယ်ကျွန်တော်ရွေးပြလိုက်မယ်အပါအဝါကိုလိုက်ဆိုတော့နော်အဲ့ပုံစံမျိုးတွေထိုးတည်ကျင်တာဗျပြောကျင်တာလို့ပေါ့နော်ခွာပြီးထိုးပေါ့နော်ကိုကဥမာ9000ဘူက900ဘူကစလိုက်မယ်ဆိုလဲအခုရစားလိုက်မယ်ဆိုလဲဂျန်နဲ့ break ကိုဥမာကိုထိုးမဲ့300ဘူ400ဘူပေါ့နော်အဲ့လိုခွာပြီးငွေကြေးကိုအနည်းဆုံးဟိုတက်3900ဆိုတော့နော်အချိုးကျအဲ့လိုမျိုးခွာချောက်လိုက် မှာ1 3 5 6 9ဟုတ်ကဲ့နော်အဲ့ဒါကိုကစားတက်မယ်ဆိုတာကသူကတစားပေါ့နော်1 2 3 4 5တစားဒုတိယအနေနဲ့ဒါအခုတင်ထိုးမဲ့စားပုံစံနော်1000 2000 3000 4000 5000အဲ့လိုတင်ထိုးရပါ break ကိုထိုးမယ်ဆိုရင်ဒီက1000ဘူးစားမယ်ဆိုရင်ကိုကြိုက်လို့ကိုက break ကိုတင်ထိုးမယ်ဆိုရင်နော်3000ဘူးစားထိုးအဲ့လိုမျိုးစားခွာထား သားခွာပါနော်တစားသွားခွာလို့မရအောင်တန်းတူသွားလိုက်လို့မရအောင်နော်ပြောချင်တာကအဲ့ဒါလေကျွန်တော်ဒီကပုံပြီးပုံဆွဲပြီးတော့ဗီဒီယိုဖိုင်လေးတေချာထပ်လုပ်ပေးမယ်ပါနော်